ဲ့လိုစနေသားသမီးတွေအတွက်ကံကြမ္မာဖတ်ကြပြီမှာ ဖြစ်ပါတယ်စနေသားသမီးတွေအတွက်ဒီကာလမှာဆိုရင်တော့မိသားစုနဲ့ပတ်သက်တဲ့ကိစ္စတွေအလုပ်ကိုင်းစီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာထူးထူးခြားခြားတိုးတက်ပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့မိသားစုနဲ့ပျော်ရွှင်ချမ်းမြေ့ရမယ့်အချိန်ကာလမျိုးဖြစ်ပါတယ်ဒုက္ခတွေကောင်းနေထိုင်ရမယ့်အချိန်ကာလမျိုးမဟုတ်ဘဲနဲ့မိသားစုကိုတတ်နိုင်တော့အချိန်ပေးပြီးတော့ ပျော်ရွှင်စွာနဲ့ဘဝခရီးကိုသွားတဲ့နေ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်အိုးအိမ်ကိစ္စတွေနေရာတိုင်းကနေပတ်သက်တဲ့ကိစ္စတွေမှာလည်းပဲထူးထူးခြားခြားတိုးတက်ပြီးတော့အောင်မြင်မှုရသွားတတ်ပါတယ်။နောက်ကိုယ့်ရဲ့မိသားစုလိုက်ရည်ရွယ်ထားတဲ့ကိစ္စတွေရည်မှန်းထားတဲ့ကိစ္စတွေမှာအထူးထူးများများအောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အလုတ်ကိုင်းနဲ့ပတ်သက်ပြီးဆိုရင်တော့မြောက်ရက်အရှေ့မြောက်အရက်ဒီမှာအခွင့်ရေးခွင့်လန်းနေရှာပွေတက်မှာကိုလက်ရှိနေတိုင်းအရက်ကနေပြီးတော့မြောက်ဖက်ရက် လက်ရှိနေတိုင်းဟာဒေသနေပြီးတော့အရှိမြောက်ရက်ဒီမှာ အလုတ်ကင်နေအခွင့်ရေးခွန်လန်လေးရှာပွေးတင်ပါတယ်အဲ့ဒီရက်ဒေသတွေကိုတွားရောက်ပြီးတော့လုတ်ကင်ခြင်းအဖြစ်နဲ့ကိုယ့်ရဲ့စီပွားရေးအလုတ်ကင်ဒီမှာအောင်မြင်မှုရတတ်ပါတယ်နောက်မိမိတို့နေကိုထူးထူးခြားခြားအဖြစ်တော့အသက်အရွယ်ကြီးရင်လည်းရမ်းတန်ကောက်တဲ့တစ်ပါးထူးထူးခြားခြားကြွရောက်လာတတ်ပါတယ်အလွန်ကောင်းတဲ့နမိတ်ဖြစ်သောကြောင့်ကိုယ်အနေနဲ့တတ်နိုင်သလောက်အလှူဒါနပြုလုပ်ပေးရပါတယ် ကိုယ့်အတွက်အလုပ်တွေမှာအကြီးအကဲတွေရဲ့အကူအညီပံ့ပိုးပေးမှုကိုရရှိတတ်တယ်။ချက်ခင်စောင့်ရှောက်ခြင်းတွေကိုလည်းရရှိတတ်ပါတယ်။ဒီကာလမှာစနေသားသမီးတွေကမှဝန်ထမ်းတွေဆိုရင်တော့အာဒီနည်းနည်းသတိထားမှာတော့ပြစ်စာတိုင်းသာခံရတတ်တယ်။အမှုခင်းပြဿနာဖြေရှင်းတရားလေးတွေကြုံရတတ်တာလေးတွေကိုတော့အထူးသတိထားသင့်တာပေါ့နော်။အဲ့တော့ဘယ်သူတိုင်လို့လဲတိုင်မှမသိဘဲနဲ့တိုင်ခံရတာလို့အဲ့လိုမျိုးတွေပေါ့ပြစ်စာတိုင်းသာခံရတတ်တဲ့နောက်တစ်ခုက အာဖြည့်ချင်းတရားမမျှော်လင့်မနဲ့ပြဿနာလေးတွေကြုံတွေ့ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်စနေသားသမီးတွေမှာသတိစားစရာအပိုင်းတွေရှိပါသေးတယ်။အဲ့ဒါပါလဲဆိုတော့အာအထူးအပြင်မိမိလက်အောင်ငယ်သားများ၏တော်လန်ပုံကန်ခြင်းကိုခံရတတ်တယ်။ပြန်လည်အားခံခြင်းတွေကိုကြုံတွေ့ရတတ်တယ်။အဲ့ဒါလေးကိုတော့သတိထားဖို့နော်။ကိုယ့်လက်ကောင်းငယ်သားတွေကအာအမိုက်ကစပြတ်တက်မီလောင်ဆိုတဲ့အတိုင်းမမျှော်လင့်မနဲ့ အဲ့လိုခက်ခဲလေးကြုံရတတ်ပါတယ်ကားမောင်းတာဆိုင်ကယ်မောင်းတာတွေကိုလည်းပဲစနေသားသမီးတွေကဂရုစိုက်တင်ပါတယ်နော်အသက်ကို မထိခိုက်ဘူးအသက်အန္တရာယ်တော့မရှိဘူးဒါပေမဲ့ယဉ်အန္တရာယ်ဖြစ်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီကာလတွေတော်တဲ့မှာတဲ့စနေသားသမီးများကအာဒီလိုကာလတွေတော်တဲ့မှာမြေသူတစ်စုံတစ်ယောက်ကိုများယုံကြည်ခြင်းယုံကြည်ခြင်းမပြုတ်ရပါဘူးတဲ့လူယုံကဒုက္ခပိတာခံရတတ်ပါတယ်တဲ့နော် ။နောက်ကိုကမောင်ဖြူကိုယုံလိုက်တယ်။မောင်ဖြူကိုယုံလိုက်တဲ့အချိန်မှာမောင်ဖြူကြောင့်ကိုကမောင်ဖြူကိုယုံလိုက်တယ်။မောင်ဖြူကိုယုံလိုက်တဲ့အတွက်မောင်ဖြူကဒုက္ခပေးတာမျိုးတွေခံရတတ်တယ်။အဲ့တော့လူယုံဒုက္ခပေးတာပေါ့နော်။လူယုံတတ်တာလို့ပေါ့နော်။အဲ့လိုမျိုးကြောင်းရတတ်ပါ။အဲ့တော့ငွေချင်းနဲ့ပတ်သက်တဲ့ကန္တာကန္တာလေးတွေမှာလည်းပဲဖြည့်ချင်းရတတ်တာအဲ့လိုတွေကြောင်းရတတ်တဲ့အတွက်တန်းတဲ့တော့ချင်းကားတာအမကန္တာလေးတွေမလုံးသိဘူး။ရှောင်ကြည့်တင်တာပေါ့နော်။ ။အပ္ပဒံချီတာငါတာအာမခန္ဓာတွေမလုံတင်သေးတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲဒီကတော့မျက်လုံးပြတ်တဲ့လူတဲ့။နော်မျက်စိဆွေတဲ့လူတဲ့ဒုက္ခဝိသင်္ခံတဲ့တဲ့ပေါ့နော်။အဲ့တော့စနေသားသမီးရဒီကလာတွေတော့လည်းမာကိုအရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေလုပ်တယ်ကိုကပတ်သက်ကြမှာပတ်စံတွေပါလာကြည့်တယ်ဆိုရင်အဓိကတော့အဲ့ဒါလေးတွေတော့ဘယူးဆိုင်တင်ပါလဲလူမျိုးရဲ့ပြဿနာတွေကြုံရတဲ့ကျမ်းမာရေးနည်းနည်းကကြတော့ဘာဖြစ်တတ်လဲဆိုတော့စနေသားသမီးတွေတော့စီးပူညောင်းကြ ဖြစ်ခြင်းစီအောင်ခြင်းမျက်စိနာခြင်းမျက်မှန်ပါဝါတွေ့ရခြင်းတွေဖြစ်တတ်ပါတယ်။နောက်စေတုစေတောင်မှားတာမျိုးတွေလည်းကြုံရတတ်တယ်။ဒီကတော့လောင်းကသားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဖြစ်လန်းစည်းဝါးရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုံးဝမပြုတ်လုတဲ့အချိန်ကာလမျိုးဖြစ်တယ်။ဒီလိုလောင်းကသားနဲ့ပတ်သက်ပြီးစနေသားသမီးတွေလုပ်မယ်ဆိုရင်ဘဝပြည့်တည်ဒီဒုက္ခဖြစ်သွားတတ်တယ်။ကောင်းတာတော့ဒီထီကြီးတွေပါလေထီထိုးတာတွေပါလေထိုးတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲထီထိုးတာတွေပါလေဝါသနာပါရင်တော့စနေသားသမီးတွေထီကိုအတွဲလိုက်အတွဲလိုက်နေတော့ထိုးတဲ့မှာ နောက်အိမ်အောင်တွေအိမ်အောင်ရှိတဲ့လူတွေဆိုရင်အိမ်အောင်ရဲ့ကံကြမ္မာကကြတော့အကောင်းဘက်မှာရှိတယ်။အိမ်အောင်ရဲ့ကံကြမ္မာကောင်းဘက်မှာရှိရတဲ့တာယာချင်းအစဉ်ပြေချင်းချမ်းမြေ့ခြင်းတွေရ။လူငယ်တွေရဲ့အခြေအနေမြင့်တာရင်းနဲ့ပတ်သက်တဲ့ကံကြမ္မာမှာကြတော့ဂျားလူအနောက်ချက်ပြုခြင်းကြုံရတတ်တယ်။ဂျားလေသွေးလူဝေးရတတ်ပါတယ်။နော်ဒါလူငယ်တွေရဲ့အခြေအိမ်အောင်ရဲ့ကတော့အကောင်းဘက်မှာရှိပါ။ဒီကတော့လူယုံဒုက္ခပေးတတ်တယ်။ ပတ်စံကြည့်တာကတော့အာမခံတာတွေလုံးဝမပြုတ်လို့တင်ဘူးစီးပွားရေးလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်တော့အကျိုးဖြစ်ထွန်းတတ်ပါတယ်အလုပ်ကံတွေလုံးတင်မလုံးတင်ဆိုရင်လုပ်ကိုလုံးတင်ပါတယ်နော်အဲ့တော့ဒီချိန်မှာကိုယ့်ရဲ့အဲအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာဆိုရင်စနေသားသမီးတွေအတွက်အနီရောင်းတဲ့အပြာရောင်းတဲ့ကောင်းပါတယ်ထီတို့တာတွေကံသမဲတို့တွေဝါသနာပါတဲ့စနေသားသမီးတွေဆိုရင်တေသာ6ဆုံးလို့6သာတေဆုံးသားတဲ့နံပါတ်တွေရှားပြီးတော့ထိုးတင်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုနင်းတန်ဃာတော်တို့ကို တတ်တတ်လို့တတ်တတ်လို့ဟင်းနေရာလေးတွေဆူလူတန်းဆက်ကပ်လိုက်ပါကိုယ်ကမကောင်းတဲ့ကံတရာညံကတိပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ် ခါအကြောင်းမျိုးနဲ့ကျွန်တော်ကြီးကဗီဒီမေးကျင်တာတွေအဆောင်ရတရားပြည်သူ့မှာယူကျင်နေဆိုရင်တော့39 69နဲ့35လုံး9တဲ့ Viber နံပါတ်ကနေဆက်သွယ်နိုင်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးအပေါင်းကိုယ်ကျမ်းမာခြင်းစိတ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ။လူရသန္တာတလုံးတော်ပါလေရရှိနိုင်ပါစေ။ကျန်တဲ့အောင်လို့ဆောင်းနိုင်ကြပါစေ။ဒီလိုဆုတောင်းမြတ်တာများလှိုက်လှဲလဲလဲပို့တာပေးလိုက်ပါလေ။